ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမရဲ့ KG Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါမှာတော့ပရိသတ်တွေအတွက်စာရေးသူရှင်မင်းကံဘလူရှိသားထားတဲ့ဖွားမဲစိန်နဲ့ကဝေမလီရှင်ညိုပါဝင်သောကဝေမုံနေရွာအပိုင်း131ကိုတင်ဆက်ပေးကြပါတယ်အစီအစဉ်လေးစတင်ခင်မှာကျမရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပြီးတင်ပြမဗီဒီယိုလေးကိုအချိန်နဲ့တပြေးညီသိရှိစေဖို့အတွက်ဒေနာ Notification Bell လေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုကြပါတယ် ကျမကတော့အစီအစဉ်တင်ဆက်သူဟိမတ်ကူကူဖြစ်ပါရရှင်။ရှင်ညိုတယောက်ပွားမယ့်စင်အိမ်ကိုရောက်လာခဲ့တာကြောင့်ရော်တကြီးဦးနောင်ချူကအကျိုးကြောင့်တည်ကျင်ကြတဲ့အတွက်ရောက်လာခဲ့ကြပါရ။ဖိုင်းမှာဧည့်သည်ရောက်နေဆိုပြတကြီးဦးနောင်ချူကသူ့အပြင်ဥပစီနဲ့မောင်တူမောင်အုံးတို့ကိုလည်းအတူတူခေါ်လာခဲ့ပါရ။ဟုတ်ပါကွယ်ဧည့်သည်တော့မဟုတ်ပါဘူးဖိုင်းရဲ့မွေးစားသမီးလို့ပဲပြောရမှာပေါ့။ဗျာမွေးစားသမီးဘသူများလဲဗျာကျုပ်တို့လည်းမသိရပါလား။ ဖွားမဲ့စင်ရဲ့စကားကြောင့်တကြီးဦးနောင်ချူတို့အံ့ဩသွားကြပါရဲ့နေပါကွယ်ဖွားခေါ်ပေးပါမယ်မိလေးရေညီအမောင်မိဖို့ရေကနေခဏလောက်ထွက်ခဲ့ပါအောင်လို့ပြောလိုက်ကွယ်ဟုတ်ကဲ့ဖွားတော်ဝင်းအိမ်မှာမရှိအောင်ရှင်ညိုအားမိဖို့ရေမှာထမင်းဟင်းချက်နေခြင်းမမမအဖွားအပြင်ခဏထွက်ခဲ့ပါအောင်နဲ့ဘာလို့လဲညီမလေးအမမဒီမှာဟင်းအိုတန်လိုက်နဲ့အပြင်မှာရွာတကြီးတို့ရောက်နေတယ်အဖွားမမတို့နဲ့မိတ်ဆက်ပေးခြင်းလို့ဖြစ်မဲမမရဲ့အင်းလေဒါဆိုမမလိုက်ခဲ့ပါမယ် ဟီယိုကိုမိဖို့ဘွားနေခနာချပြီးရှင်ညိုပြောင်းနန်းဆိုင်လေးနဲ့တူမိဖို့ရိကနေထွက်လာခဲ့ပါရယ်ရှင်ညိုမြင်တော့ကုပစ်ခဲမွားသူတွေကမျက်တောင်မခတ်တမ်းစိုက်ကြည့်နေကြပါရယ်ဖွားရမွေးစားသမီးဆိုတာသူပဲကွယ်နာမည်ကတော့ရှင်ညိုတဲ့အတော်ငယ်တရပဲဗျချွားလေအတော်ချော့ဗျာကျုပ်တို့ရွာသူတွေတော့အရှုံးပေးရမယ်ဗျရွာသူကြီးကရှင်ညိုကိုချီးကျူးစကားပြောပါရယ်ရှင်ညိုကထားလက်ခုံမှာဝင်ထိုင်ပြီးပြုံးနေခဲ့ပါရယ်သမီး ဒါဖွားရရတဲ့ကြီးဦးနောင်ချိုတဲ့ဒီဘက်ကတော့ဥပစီလို့ခေါ်တယ်။နောက်ပြီးတော့ဒီနောက်ကတော့ဖွားရသားတပည်တွေလို့ပြောရမယ်။အေးပြီးတော့ဖွားရလေယုံဖွားရညာလေယုံမော့အေးဘယ်လေယုံညာလေယုံမော့သူကတော့မောင်တိုတဲ့ဟောရီဘက်ကတော့မောင်အောင်လို့ခေါ်တယ်။နောက်လေတိကျတွေ့ကြမယ်သူတွေပဲမှတ်ထားဖို့။ဟုတ်ကဲ့ဖွား။မောင်အောင်နဲ့မောင်တိုတို့ကလည်းရှင်ညိုလေးကိုပြုံးပြပါရယ်။ဒါနဲ့ဒီကတူမကြီးကဘဲရွာသူများလေ။တကြီးဦးနောက်ချွာရွာတကြီးဆိုတဲ့အတိုင်းရှင်ညိုစတင်မိကုန်နေမိပါရယ်။ ကျုပ်ကတရက်ဖို့ရွာပါ။ဩမိဘများဩမိဘများဆိုရင်အတန်ကြာရှင်ညိုမျက်နှာပြည့်ရင်းသွားပါလေ။ကျုပ်မှာမိဘတွေမရှိဘူး။ကျုပ်ကမွေးစားခဲ့တဲ့အဖအားလေလုံခဲ့တဲ့နှစ်နှစ်လောက်ကဆုံးသွားခဲ့ပြီ။ဩအေးအေးပါကွယ်။တကြီးဦးနောက်ချွာသူ့ရဲ့မိကွန်းအတွက်အားနာသွားပါလေ။အဖကျုပ်ဟင်းဦးတယ်နေလို့အเจ้าမရှင်သွားတော့မယ်နော်။အေးအေးအေး။ဖမေစိန်ခွင့်ပြုတာကြောင့်ရှင်ညိုကမိဖို့ရဲပြန်ဝင်လာခဲ့ပါလေ။ကျုပ်မင်းမိအောင်မှောက်သွားပြီထင်တယ်ဖွာကြီး။ကလေးမလေးကြီးကဝမ်းနေသွားပုံပဲဗျ။ တကြီးဦးနောက်ချောအရှင်ညူအာနာရဲစိတ်နဲ့ဖွားမဲ့စိန်ပြုတ်လိုက်တော့ဖွားမဲ့စိန်ကခေါင်းညိတ်ပြီးဖြစ်တတ်ပါရဲ့ကွယ်သူကမြလည်းဘဝမချုံးမွေ့ရှာဘူးမိဘအပြစ်ပေပြီးတော့တင်းဆိုင်မှာပြစ်ထားခဲ့လို့တင်းဆိုင်ကသူ့ဝါရစာကြီးအမွေးစားခဲ့ရှာတာလေအင်းဘဝတနာဖို့ကောင်းနေဆိုပြီးသူ့ကိုဖိနှိပ်လို့လည်းမရအောင်နော်ဒီကလေးမလေးကဖွားလို့လူပညာထက်တယ်ဒါကြောင့်လည်းသူ့ရဲ့ပညာတွေတော်လဲမတုံမှုဖွားစီခေါ်ထားတာကွယ်အဲ့လိုပြောတော့တကြီးဦးနောက်ချူရောမျက်လုံးပြူသွားကြပါရဲ့ဗျာဟိုဒါဆိုရင် तू က ဖွာဖွာလို့ပဲလားอืมဟာတော့ပါပြီကျုပ်မင်းမိတော့အညှိုးများထားပြီးကျုပ်ကိုတစ်ခုခုလုံးမဖြစ်ပြတကြီးဦးနောက်စုအတိတ်တလန်ဖြစ်သွားတာကိုကြည့်ပြီးဖွာမယ်စင်ပြုံးမိပါတယ်မောင်ရလဲကွယ်သူကြောက်မှစိတ်ဆိုးနေပါမယ်ဖွာစီကိုရောက်တဲ့ကလေးကအဲ့ဒါလိုစိတ်ထားပါမလားမပူတဲ့တော့ပူမနေစမ်းပါနဲ့အဲ့လိုဖွာမယ်စင်ပြောတော့မောင်တူတို့ကကောင်းကြီးထောက်ခံကြပါတယ်ဟုတ်ပါတကြီးကဖွာပြောတာမှန်နေပြဥပစီကလည်းထောက်ခံပါတယ်အေးပြကျုပ်အတွေးတိမ်သွားတယ် တကြီးဥနောင်ချူလေးပြောမိရဲ့စကားမှားသွားတာကိုဝန်ခံရှာပါရယ်။ကဲအားလုံးနဲ့လည်းမေးဆက်ပေးပြီးပြီဆိုတော့သူ့ကိုဖွားရဲ့သမီးတယောက်လိုသဘောထားပြီးခေါ်ကြပြောကြပါကွယ်။ဟုတ်ကဲ့ဖွား။ဖွားမဲစိနဲ့တကြီးကိုစကားပြောနေကြတဲ့ချိန်မှာရှင်ညိုကတော့မိဖို့ရဲမှာစက်တာအိုးလေးတည်နေခဲ့ပါရယ်။စက်တာအိုးကိုရှီထည့်ပြီးရှင်ညိုတောင်အတွေ့တွေကအတိတ်စီကိုရရှိသွားခဲ့ပြန်ပါရယ်။အဖနေမကောင်းလား။အဲ့ရရေကနေမထားသေးပဲခွေခွေလေးလှဲနေတဲ့ဥပကျော်ရဲ့အနာကိုရှင်ညိုရောက်လာပြီးမေးလိုက်ပါရယ်။ အဘနေလို့တိတ်မကောင်းလို့ပါတမီရဲ့ဥပကျော်ရဲ့အတန်အားပြော့လာပါရဲ့ဥပကျော်ရဲ့နှစ်ဖူးလက်နဲ့ဆန်းကျင်ရှင်ညိုမျက်နှာပြသခဲ့ပါရဲ့အဘကိုချုပ်ကုပ်ပေးမယ်ခဏနော်အဘရှင်ညိုလေရှင်တစ်ခွက်ကိုအပြေးခတ်ပြီးအဲ့ရှင်ခွက်ကိုမမ်းမုတ်ပြီးဥပကျော်တိုက်ပါရဲ့ဥပကျော်ကိုရှင်ညိုစောင့်ကြည့်နေရမှဥပကျော်ဘလို့မှထူးခြားမလာတာကြောင့်ကျုပ်ရွာရဲဆေးဆရာတော့ပြက်လိုက်အောင်မယ်အဘနေပါစေတမီရဲ့အဘတော်နေဆိုရင်တော့တာလာမှာပါ ဘယ်ဟုတ်မလဲအဖကြီးရတာကျတော့တတလာမယ်မထင်ကျုပ်စေးစရာသွားခေါ်ပေးပါမယ်အဖရေမသွားပါနဲ့တမီးရေတမီးရှင်ညိုအော်ခါလိုက်တာကွယ်ဥပကျော်တောင်တားစိန်တော်မြားလိုက်ပါရှင်ညိုတောင်တရက်ဖို့ရွာစီအပြေးထွက်သွားပါရေဥပကျော်တောင်စေးစရာလိုအပ်လို့သာရှင်ညိုရွာထဲဝင်လာခဲ့တာပါစေးစရာရဲ့အရာဘယ်ရက်မှရှိရဆိုတာရှင်ညိုမသိပါဘူးဒါကြောင့်ရွာထဲမှာတွေ့တဲ့ရွာသူတယောက်ကိုအမဒီရွာစေးစရာအရာဘယ်နောက်မှလဲ အဲ့လိုမျိုးတော့ရွာသူကရှင်ညိုကြောက်အန်းနဲ့ကြည်ပါရယ်ပြီးတော့မှအလန့်တကြားနဲ့ရှင်ညိုရဲ့အနာကိုခွာပြေးပါရယ်ရွာသူရဲ့ပြုမှုကြောင့်ရှင်ညိုနားမလဲဖြစ်ပြီးရက်ကြည့်နေမိပါရယ်ခဏကြာတော့ရွာသူရွာသားလူ30လောက်ရှင်ညိုအနာကိုရှောက်လာပြီးကဝေမညငါတို့ရွာတွေကဘာလာလုပ်တာလဲအခုထွက်သွားငါတို့ရွာနေနေနဲ့ဘာမှတတ်ဆိုင်ဟုတ်ပါရွာတွေတော့ကျွတ်ကျွတ်ကျော်နေဝင်လာရတယ်ထွက်သွားစမ်းဟုတ်တယ်ထွက်သွားတရားတစ်ပေါက်နဲ့ရှင်ညိုမောင်းထုတ်ကြပါရယ် ဟိုလေအခုကြုတ်လာတာကြုတ်အဖအတွက်ဆေးဆရာပေးခြင်းလို့ပါဟိုကြုတ်တော်တို့ဘာမှရံမပြုတ်ပါဘူးကြုတ်ကဆေးဆရာလာပေးအောင်တတ်တော့ပါရှင်ညောကအကျိုးကြောင့်ရှင်းပြရှာပါတယ်နင်တို့ဆီကိုဘယ်ဆေးဆရာမှမလိုက်အခုထွက်သွားထွက်မသွားရိုက်ထွက်ရလိမ့်မယ်အဲ့လိုတော့မလုပ်ကြပါနဲ့ရှင်ကြုတ်အဖအတွက်ဆေးဆရာတကယ်လိုအပ်နေလို့ပါရှစ်ကြီးခိုးဆိုရင်လည်းခိုးပါမယ်ကြုတ်အဖအတွက်ဆေးဆရာတော့ခေါ်ခွင့်ပြုကြပါရှင်ညောအဖဖြစ်သူအတွက်ရာသူရွာသားတွေကိုလက်အုပ်လေးချီပြီးတောင်းပန်နေခဲ့ပါတယ်။ဟေး နေပါနေရှစ်ခိုးရုံမကလို့ဖာပဲလို့လို့တို့ရတယ်တော့ဝင်ခွင့်မပြုနိုင်ထွက်သွားခုရွာသူရွာသားတွေကရှင်ညိုပြောတာလက်သက်မခံကြပါဘူးရှင်ညိုကိုရွှေရှာဝဲကောင်းတဲ့တတဝါတကောင်လို့ကြည်ပြီးမောင်းထုတ်ကြပါရယ်အရင်ကရှင်ညိုချစ်ကြိုက်နေရွာသားတွေရောမှအဲ့လိုတဲမှာပါဝင်နေကြတာပါကောင်းမနင်ထွက်သွားလို့ပြောနေရလေကျော်စိုးဒေါသနဲ့ရောတွေ့တော့မယ်တွားဟာရွာသားတယောက်ကရှင်ညိုတွန်းထုတ်လိုက်တော့ရှင်ညိုလည်းမြေပေါ်ဘုံကနေနဲ့ပုံရက်ကလေးလဲကျသွားပါရယ်ရှင်ညိုတယောက်မျက်ရည်တွေကျလာပါပြီး အဘဖြစ်သူအတွက်ဝန်နေရေးစိတ်နဲ့ရွာသူရွာသားတွေကိုမျက်ရည်တွေကြားနေမော်ကြည့်လိုက်ပါရယ်ပြီးတော့ဖုန်တွေကိုခါပြီးနေရာအနေထထွန်လာခဲ့ပါရယ်တင်းကြီးစီကိုစိတ်ပြက်အာရုံနဲ့ခြေလန်းတွေနဲ့တလန်းချင်းလှမ်းဝင်လာရင်ဇရက်ပေါ်မှာသွန်လာနေတဲ့ဥပကျော်မြင်တော့ရှင်ညိုဝန်တာသွားပါရယ်အဖအဖနေပြကောင်းပြီထင်နေရှင်ညိုလည်းဝန်တာအာရုံနဲ့အပြေးသွားပါရယ်အဖနေပြကောင်းသွားပြီလားကျွန်ဝန်တာလိုက်တာအဖရယ်ဟမ်အဖအဖဟာ ရှင်ညိုပြောင်းကြည့်နေတဲ့ဥပကျော်စီကနေတခြားတနေရာရှင်ညိုကြည့်ပြီးတော့အလန့်တကြားထော်ပါရယ်။ရှင်ညိုမြင်နေရတာကဥပကျော်နှစ်ဦးဖြစ်နေလို့ပါ။တူကတော့ဇေယျကြံပေါ်မှာခွေခွေကလေးလဲနေတယ်လို့တူကတော့ရှင်ညိုပြုံးမိကြည့်နေပါတယ်။အဖကသမီးကိုစောင့်နေတာ။သမီးကအဖစိတ်ချပါတယ်။အဖသမီးကသူများရည်နဲ့မတူပဲရဲရဲနဲ့ကလေးဆိုတာအဖသိတယ်။အဖမရှိရင်တော့ဒီဆေးမှာမနေပါနဲ့တော့သမီးရဲ့။တခြားအရက်ဒေတာတခုမှပဲသမီးအခြေချပါ။ နောက်ဆုံးအနေနဲ့တမီးအဘပေးနေတာအဘရဲ့ခေါင်းထဲမှာထည့်ထားတဲ့ပတ်စံလေးတွေပဲတမီးအဘတမီးကိုနှုတ်ဆက်ပါရယ်ကွယ်အဘသွားတော့မယ်တမီးဥပကျော်ရဲ့စကားတွေကြောင့်ရှင်ညိုဝမ်းနဲ့စာနဲ့ရှိုက်ငိုပါရယ်နှုတ်ကနေလဲဥပကျော်အဘရဲ့မသွားပါနဲ့ကြုတ်ကိုတယောက်တည်းမထားခဲ့ပါနဲ့အဘရဲ့တားမြစ်နေခဲ့ပါရယ်ဥပကျော်ရဲ့ဝိညာဉ်ဟာရှင်ညိုရဲ့အရှိယာနဲ့တဖြည်းဖြည်းပြောက်ွယ်လို့သွားခဲ့ပါပြီကျမ်းမြေပေါ်မှာခွေခွေလေးတည်ဆုံနေတဲ့ဥပကျော်ရဲ့အလောင်းသားကျရစ်ခဲ့ပါရယ် ရှင်ညိုကစမ်းမြင့်ဘောကိုခေါင်းငိုက်ဆိုင်ချပြီးအိုဟစ်ကငိုယိုပါရီရှင်ညိုရဲ့ငိုယိုနေရင်ကနေမချစ်တဲ့ငယ်အိုဟစ်ပြန်ပါရီရှင်ညိုရဲ့စိတ်တွေမှာဝမ်းနေတဲ့စိတ်တွေနဲ့တူဒေါသစိတ်တွေပါတဖြည်းဖြည်းဝင်ရောက်ကြီးစိုးလာပါပြီဒင်းတို့တက်မယ်ဒင်းတို့တက်ပြက်မယ်ရှင်ညိုရဲ့မျက်ရည်တွေကြာဆင်းနေတဲ့မျက်လုံးတွေကအယောင်တွေတလက်လက်တောက်ပါလာခဲ့ပါရီလက်သေးကိုကြက်ကြက်ပါအောင်ဆိုရင်ရှင်ညိုကခြေလမ်းကျဲကြီးတွေနဲ့တရက်ဖို့ရှာအောင်ထွက်လာခဲ့ပါရီ တရက်ပေါ်ရွာထေရောက်တော့ရွာသူရွာသားတွေကရှင်ညိုမြင်တော့အခြားသူတွေကိုပါအော်ဟစ်ပြီးခေါ်ပါရယ်ဟိုကောင်မပြန်ရောက်လာရဲ့ဟေ့လာကြလာကြရှင်ညိုကရွာသူရွာသားတွေကိုဒေါသတကြီးနဲ့စိုက်ကြည့်နေခဲ့ပါရယ်ရွာသူရွာသားတွေကလည်းရှင်ညိုကိုကြည့်နေကြပါရယ်အဲ့လိုကြည့်နေနေမှာရှင်ညိုကလက်ညှိုးကြီးငေါငေါထိုးပြီးနင်တို့နင်တို့ကြောင့်ငါဘာတေးရတာအေးနင်တို့လည်းငါဘာလိုပဲတေးစရမယ်ဟေ့သားရီတဆဆတုံးပြီးဒေါသတန်ကြီးနဲ့ပြောရင်းနဲ့ခြေပနှောက်မြေပေါ်ဒုံကနေအားပါပါစောင့်ချလိုက်ပါရယ် နင်တို့တွေလည်းငါအဘသေးတယ်လို့ကုကဲရမဲ့ပြီးတော့သိစေရမယ်နင်တို့အားလုံးသိစေရမယ်ရှင်ညိုရဲ့စကားကြောင့်ရွာသူရွာသားတွေတောင်လှုပ်သွားကြပါလေဒီကောင်မကိုခဲနဲ့ထူးကြပါဟဲ့ကဝေမငါတို့ရွာကိုချိန်စားတိုက်နေထူးကြဟဲ့ထူးကြရွာသူရွာသားတွေကတယောက်တစ်ပေါက်အဟင်းနဲ့ရှင်ညိုခဲနဲ့ထူးကြပါလေရှင်ညိုရဲ့နှစ်ဖူးခဲထီလာမန်းနာကြောင့်နှစ်ဖူးအသေးတွေရဲရဲနေအောင်စီးကြလာခဲ့ပါလေရှင်ညိုလည်းတောက်တစ်ချက်ခောက်ပြီးလှည့်ကြံထွက်ခဲ့ပါလေကျန်ရခဲ့တဲ့တရက်ဖို့ရွာသူရွာသားတွေကတော့စိတ်မအေးကြပါဘူး ရှင်ညိုတင်းစာတိုက်လိုက်တာကြောင့်အလုံးကြောက်လန့်နေကြပါရဲ့အခုဘလို့လောက်ကြမလဲကဝေမကျုပ်တို့ရောတင်းစာတိုက်သွားပြီတကြီးပြောင်းလိတော့ဟုတ်တယ်တကြီးတခုခုလုံးမရတော့မယ်ဗျကြပါရဲဒီကောင်မတော့တပ်ပြကြအောင်ဗျရွာသူရွာသားတွေရဲ့စိတ်အတွင်းကကြောက်စိတ်နဲ့အတူရှင်ညိုတပ်ပြခြင်းနဲ့စိတ်တွေဝင်ရောင်းလာခဲ့ပါပြီနေကြပါအောင်ကွာဒီကောင်မလေးကငယ်စိတ်ကြောင့်အခုလိုမင်းတို့ဆက်ဆံတာဖြစ်ပါလိမ့်မယ်ငါသွားပြီးညှိနှိုင်းကြည့်ပါဦးမယ်ကွာ တရက်ဖို့ရွာတကြီးဥထုံမောင်ကရွာသူရွာသားတွေကိုဖြန့်မြေပေးရှာပါတယ်။ဘာညှိနှိုင်းမှလဲဗျာရွာတကြီးကခမနာအကန့်နေလားအဲ့ကောင်မှကျုပ်တို့တရားလုံးဂျိစာတိုက်သွားတာဗျာဒီကောင်မှအရှင်မထားတင်တပ်ပြရမှာဗျာတပ်ပြရမှာဟုတ်တယ်တကြီးဒီကောင်ပြောတာမှန်နေဗျာရွာသားတွေကလည်းတကြီးဥထုံမောင်ရဲ့စကားကိုလက်မခံကြပါဘူး။ရှာတကြီးဥထုံးမောင်လေးဘလို့မှတာမြင်လို့မရတာကြောင့်စိတ်ပြက်လက်ပြက်သားထိုင်နေခဲ့ပါရဲ့။ရှင်ညွတ်တယောက်ကတော့တင်းကျိုင်းကုန်းမှာပေါတူတလက်ကိုကင်ပြီးမြေချင်းတူးနေရှာပါရဲ့ မျက်နှာထမလေးချွေရီညက်ရီအပြင်မြေမုံနေရပါကတ်တွင်နေခဲ့ပါရယ်။ဒါအပြင်နှစ်ဖူးထမသွေးရရပါရဲရဲနေလျက်ပါ။ရှင်ညိုရဲ့နဘေးမှာတော့မဲမဲတဒံနေရအဖွဲလိုက်ရှိနေခဲ့ပါရယ်။ရှင်ညိုမြေချင်းတူပြီးတဲ့အခါမှာတော့မဲမဲကောင်ကြီးနှကောင်ကဥပကျော်ရဲ့အလောင်းကိုသိမ်ယူလာပေးကြပါရယ်။ဥပကျော်ရဲ့အလောင်းကိုမြေချင်းနဲ့ကိုဖြင်းညင်းစွာချပေးကြပါရယ်။အဖကျုပ်ကျုပ်ကိုဘာဖြစ်လို့တောက်ရဲထားခဲ့ရလဲအဖရဲ့။ရှင်ညိုကထမမီငိုပြန်ပါရယ်။ ဥပဇွေအလောင်းကတော့မြေကျင်းထဲမှာညင်သက်လျက်ပါရှင်ညိုလေပေါတူးလေးကိုကိုင်းပြီးမြေကြီးတွေကိုကျင်းထဲကိုတည့်ချလိုက်ပါတယ်ငိုရရင်နဲ့ဥပဇွေအလောင်းကိုမြေဖို့ပြီးခဲ့ပါတယ်ဥပဇွေအလောင်းကိုမြေဖို့ပြီးတဲ့အထိရှင်ညိုအိမ်နေရာနဲ့ထွက်မသွားသေးပဲဒူးလေးထောက်ပြီးမြေပုံလက်အုပ်လေးချီကကရော့လိုက်ပါတယ်ကရော့ပြီးတဲ့အခါမှာတော့နားအတွင်းဝင်လာတဲ့အတန်တစ်ခုကြောင့်ရှင်ညိုလေစက္ကနေထားလိုက်ပါတယ်တင်းကျိုင်းပြင်မျက်မှောက်ကျုပ်ကကြည့်လိုက်ပါတယ်ပြီးတော့ထမိန်ကိုပြင်ဝတ်ပြီးတင်းကျိုင်းပြင်ကိုခြေလန်းကျဲကြီးနဲ့ထွက်သွားခဲ့ပါတယ် ။တင်းဆိုင်ထိပ်မှာရှင်ညောခါကြီးထောက်ကအရှိတတဲကိုကြည်နေခဲ့ပါရီ။ရှင်ညောကြည်နေတဲ့အချိန်မှာပဲမိတို့တွေဒါရီဒုတ်တွေကန်ထားတဲ့လူအုပ်ကြီးရောက်လာခဲ့ပါရီ။ဟိုမှာအကောင်မတတ်ကြရွာသားရီယာဒေါသတကြီးနဲ့ရှင်ညိုတတ်ဖို့ပြေးလာကြပါရဲ့ရွာသားရီကိုကြည်နေရှင်ညိုကလည်းရုတ်တရက်ကြီးပဲဟာတိတ်ကရှိမတော့ရွာသားရီယာမှာကြောက်အန်းစာနဲ့ခြေစုံရက်ကုန်ကြပါရဲ့လာကြစမ်းဟာတင်ကြရောလာလည်းမတားလာကြစမ်းဟဲ့ဟုတ်နေဘာလုံးလဲတတ်ကြလေ ရွာသားတွေအချင်းချင်းပြန်ပြီးတတိပေးကြပြီမဲ့လေခေါင်းနေခါရမ်းပြီကြောက်စရာကြီးဗျကြုံမတက်ရဲဘူးဟုတ်တယ်ကြုံလည်းမတက်ရဲဘူးဗျဟာဒီကောင်လေးမစုံနဲ့ပေါ်ဝင်လာကြမင်းတို့နဲ့ငါဒီကောင်မောက်တက်ပြစ်ကြမယ်ရွာသားတံယောက်ကဓာတ်ကိုစီနဲ့ရှင်ညိုရဲ့အနီကိုကတ်လာကြပါတယ်ကျန်တဲ့ရွာသားတွေကတော့ခက်လန့်လန့်နေကြည်နေကြပါတယ်ရှင်ညိုဓာတ်နဲ့ပြေခုတ်တဲ့ရွာသားကိုရှင်ညိုကပေါ်ပါဖြက်လက်စွာရှောင်ပြီးအဲ့ရွာသားရဲ့ကြောပြင်းကိုသူ့ရဲ့လောဝါနဲ့ရိုက်ချလိုက်ပါတယ် ရွာသားကတော့အင်ကနေလူသားအောင်နိုင်ပြီးတော့ပစက်ကသွေးတွေထလာပြီးမြေပေါ်မှာထူထောက်ပြီးအငိမ့်သက်သွားခဲ့ပါရဲ့ဟာမျက်လုံးရလည်းနေရဲနေရပဲငုံဆုံတတ်လိုက်ပြီးထင်းနေငုံဆုံသိပြီးထင်းနေပြေးကြဟေးပြေးကြငါတို့ပါတတ်တော့မှာထင်းနေငုံဆုံသေးသွားတော့မြင်တော့ရွာသားတွေကြောက်လန့်တကြနဲ့ပြန်ပြေးကုန်ကြပါရဲ့ရှင်ညိုရဲ့နဘေးမှာထူထောက်ရသေးဆုံးတဲ့ငုံဆုံသားကြံ့ရစ်ခဲ့ပါရဲ့ရှင်ညိုလည်းတင်းကြိုင်းနဲ့ပြန်ဝင်လာခဲ့ပါရဲ့ဇေယပေါ်မှာတိုင်လုံးမီရှင်ညိုထိုင်နေခဲ့ပါရဲ့ အခုဆိုရင်တော့သူမငွေစားဆောက်ရှောက်ပေးခဲ့တဲ့ဥပကြုံလည်းမရှိတော့ပါဘူးရှင်ညိုတယောက်တညာလုံးအဲ့လိုလည်းမပြောခဲ့သလိုတရက်ဖို့ရွာသူရွာသားတွေကလည်းရှင်ညိုကိုကြောက်တာကြောင့်အိတ်မပြောကြပါဘူးဒါရမကတိပါဘူးငွေဆောင်ရဲ့အလောက်ဘသူမှမကောက်ရတာကြောင့်မနဲ့အစုံမှာရွာတကြီးနဲ့ရွာသားချို့လာကောက်ရပါတယ်။တိုင်မဲအဲ့အလောက်ကိုရွာတင်ချိန်မှာဝင်ပြီးတော့မမြုပ်ရတာကြောင့်ရွာပြင်ကိုထွက်ပြီးတော့မြုပ်ကြရပါတယ်။မိုးလင်းတာနဲ့လောက်ကင်ကြရဲလောက်ကင်ကြပြီးညနေနေဝင်တာနဲ့အိမ်ထဲကိုဝင်ကုန်ကြပါတယ်။တရားလုံးလဲနေဝင်ပြီးဆိုတာနဲ့တိတ်ဆိတ်လို့နေကြတာပါ။ ဲ့လိုနေထိုင်လာရင်လည်းမကြပါဘူးတရက်ဖို့ရောက်မှာဝမ်ယောဂါစဖြစ်လာပါရဲ့ရွာသူရွာသားတွေကလေးတွေပါမကြံအဲ့ဝေနာကိုခံစားကြရပါရဲ့ရောင်မရှိရဲ့ဆေးဆရာတော်မှလက်မလင်အောင်ကုသပေးရရှာပါရဲ့တိုင်မဲ့ပျောက်ကင်းတတ်တာရဲ့သူတွေနေပြီးအသက်ဆုံးရှုံးတဲ့သူတွေပို့ပြီးတော့များနေခဲ့ပါရဲ့ဒါဟိုကောင်မရဲ့ဂျိန်စာသူ့ဂျိန်စာကြောင့်ကျုပ်တို့ရွာသူရွာသားတွေတည်ရတာတော့ရွာသူရွာသားတွေကဝမ်းနဲ့စာငိုယူကြပါရဲ့ရှင်ညိုရဲ့ဂျိန်စာကြောင့်အခုလိုယောဂဆိုကြီးရွာမှာကြောက်ရွံ့လာတယ်လို့အားလုံးကယုံကြည်ကြတာပါ ရောဂါကြောင့်သေဆုံးကြတဲ့သူတွေကိုတင်းကျိုင်းကိုတော်ပြီးတော့မပြေရတာကြောင့်ရွာပြင်မှာသာမိရှုပ်ပြီးတော့တကြွကြရပါတယ်။ဒီလိုနဲ့တရက်ကြတော့အဖိုးတူရွာကိုရောက်လာခဲ့ပါတယ်။အိမ်တိုင်းမှာလူမမာကိုစီရှိရာကြောင့်အဲ့ဒီအရှိကိုသာပူပန်နေရတာကြောင့်မျက်နှာစိမ့်ဖြစ်တဲ့အဖိုးကိုဘသူကမှတတိမမူမိကြပါဘူး။တကြီးရှိလား။ရှိရဲ့ဟေ့ဘဲရဘာဖြစ်ပြန်တာလဲကွာ။တကြီးရဲ့အိမ်ကိုအဖိုးကိုရောက်သားခဲ့ပါတယ်။ကျုပ်ကဆေးဆရာပါဒီရွာလူနာတွေကိုကျုပ်ကူပေးနိုင်ပါတယ်။ အဖိုးရဲ့စကားကြောင့်တကြီးလေအဖိုးကိုတေးချာကြည့်ပါရယ်အဝိစားခန့်နွမ်းနဲ့ပစ္စည်းဆိုလို့လွယ်လေးတစ်လုံးသာပါရယ်အဖိုးကိုတကြီးကဟုတ်မှလည်းလောက်ပါအဖိုးရဲ့ကျုပ်တို့ရွာဆေးဆောင်ဒီရောကောင်လက်မြောက်ထားတာဗျကျုပ်ကုပေးနိုင်ပါတယ်တကြီးကျုပ်ကိုကုသခွင့်လေးပဲပေးပါအဖိုးကတောင်းဆိုနေရောတကြီးလည်းမငင်းဆန်တော့ပဲဟုတ်ပြီဗျတော့ဆိုရင်အဖိုးကုကျင်နေဆိုကျုပ်မိမတော့အရင်ဆုံးကုပေးဗျအဖိုးကုလို့ကျုပ်မိမတက်တိုင်းဖြင့်တရွာလုံးအဖိုးကုပေးရမယ်အေးဒါဖြင့်လည်းကုရတာပေါ့အဖိုးကပြုံးပြီးပြောရှာပါတယ် ဒီလိုနဲ့တကြီးမိမအဖိုးကအရင်ဆုံးကုသပေးပါရယ်။ရှာမရှိတဲ့ဆေးဆရာလိုမျိုးစိတ်တိုက်ပြီးတော့ကုသပေးခြင်းမဟုတ်ဘဲနဲ့ရှစ်တစ်ခွက်တောင်းပါရယ်။အဲ့ရီအဖိုးကမတ်မုတ်ပြီးမှတကြီးကတော်တိုက်ပါရယ်။အဖိုးရဲ့ရှင်မထူးကြပါရယ်။အဲ့ရတဲ့မှာမြမြော့သားကြံတဲ့တကြီးကတော်တယောက်လန်းဆန်းလာရယ်။တကြီးကတော်ထူထူထောင်ထောင်ဖြစ်လာခဲ့ခြင်းကြောင့်တကြီးလည်းအတော်ဝမ်းသာနေကြရလေ။အဖိုးကလည်းကျေးဇူးတင်လို့နာကြောင့်ယူသေးစွာပဲလက်အုပ်ကလေးချီကပြောရှာပါရယ်။ကဲဘယ်နဲ့လဲတကြီးကျုပ်တရားလို့ကုသပေးလို့ရပြီလား။ ရှာတော့ပေါ့အဖိုးရဲ့အဖိုးကျုံရှုံးပါ ਈ ဗျာတကြီးရဝမ်းတာအာရနဲ့ပဲအဖိုးရဲ့ကြောင်ရွာရဲကိုလှဲ့ကအော်ပြောပါရယ်ရုံနေသူရှိတယ်လို့မြုံနေသူတွေလည်းရှိနေပါရယ်ဒါပေမဲ့အဖိုးကုတ်ပေးတဲ့သူမှန်သမျှယောဂပြကင်းသွားကြတယ်လို့တရက်ဖို့ရွာသူရွာသားတို့လည်းအဖိုးနာမှာဝိုင်းကနေကြပါရယ်အဖိုးရဲ့ကျုပ်တို့ပြင်လေးစိတ်ရအများကြီးတောက်ခဲ့ပြီမယ်ဘာမှထူးမလာခဲ့ဘူးအခုတော့အဖိုးရဲ့ရှင်မတစ်ခွန်းနဲ့လေကျုပ်တို့တတ်တာလားတကယ်ကိုအံ့ဩရပါရဲ့ရှင်ဟုတ်ပါဗျာအဖိုးကတိတ်ဆွမ်းတာပဲအားလုံးကအဖိုးကိုချီးကျူးကြပါရယ် ကျုပ်ကစွမ်းနာမဟုတ်ပါဘွယ်ကျုပ်ယုံကြည်ကူးကွယ်တဲ့ဖရာတရားတန်ခါကျေးဇူးကြောင့်ပါမောင်ရင်တို့တို့တွေလည်းဖရာမေတရားမေမနေထိုင်ကြနဲ့ကွဟုတ်ကဲ့ပါဖိုးကဲမောင်ရင်တို့တွေအဖိုးကုသပေးပြီးပြီဆိုတော့အဖိုးခရီးဆက်ရပါအောင်မယ်ခရီးဆက်မယ်မတော်ပါနဲ့အဖိုးရဲ့ကျုပ်တို့မှာအဖိုးတို့ကျေးဇူးဘလို့ဆက်ကြမလဲတိုင်မင်နေတော့ရှိပါသေးတယ်ဒါကြောင့်ရွာမနေပါအောင်အဖိုးရဲ့ရွာသူရွာသားတွေကတော့အဖိုးကိုလည်းခေါင်းအောင်ခါရမီး တကူကျေးဇူးဆက်ဖို့မလိုပါဘူးအကယ်၍ကျေးဇူးဆက်ခြင်းနဲ့ဆိုရင်တော့ဖះအောင်မမေးနဲ့တရားအောင်မမေးနဲ့တန်ခါအောင်မမေးကြနဲ့တတ္တဝါရီအပေါ်မှာမေတ္တာထားခြင်းဖြင့်ကျုပ်ရဲ့ကျေးဇူးဆက်ကြပါကွယ်ဟုတ်ကဲ့ပါဖို့အဖိုးကအဲ့လောက်သာပြောပြီးသူ့ရဲ့ချီလွယ်အေးလေးကိုကောက်လွယ်ပြီးနေရာနေထွက်သွားပါတယ်ဟဲ့တော့အဖိုးရဲ့နာမည်ကိုလည်းမမေးလိုက်ရအောင်ဟုတ်ပါကျေးဇူးရှင်အဖိုးရဲ့နာမည်လေးတော့မငါတို့မသိလိုက်ရအောင်လာလာငါတို့အဖိုးနောက်လိုက်ကြအောင်ရသူရသားတွေကအဖိုးရဲ့နာမည်မသိလိုက်ရတာကြောင့်အနောက်ကနေလိုက်ကြပါတယ် ဒါပေမဲ့သူတို့ရဲ့ရှေ့ကနေသွားလာနေကြတဲ့အဖိုးရဲ့ခြေလမ်းကိုတော့အမိမလိုက်နိုင်ကြပါဘူးအဖိုးကရွာပြမှာရှိတဲ့တင်ကျိုင်အတွင်းစီကိုဝင်ရောက်သွားတာကြောင့်အလုံးရဲ့ခြေလမ်းနေရပ်တန့်သွားကြပါတယ်အဖိုးကတင်ကျိုင်နဲ့ဘာသွားလို့တာလဲအေးအဖိုးကြည့်ရတာဟိုကိုဝေမစီကိုသွားတယ်ပုံပဲဒါဆိုကျွတ်တွေဘာဆက်လုပ်ကြမလဲပြန်လဲကြမလားနေပါအောင်ကွာခဏလောက်ဖြစ်ဖြစ်စောင့်ကြည့်ရအောင်ပါရွာသူရွာသားတွေထိုင်ကစောင့်ကြပေးမယ်လေအဖိုးကတင်းကျိုင်းအတွင်းဆီကနေပြန်ပြီးတော့ထွက်မလာခဲ့ပါဘူး တညိုင်းစီအပေါ်မှာထိုင်တဲ့အဖိုးကသူ့ရဲ့မူလာရုပ်သင်ကိုပြန်လဲပြောင်းလဲလိုက်တဲ့အခါမှာရှင်ညိုဖြစ်နေခဲ့ပါတယ်။အမှန်တော့ရှင်ညိုဟာသူမတို့ကိုမတူမတန်သလိုဆက်ဆံခဲ့တဲ့တရက်ဖို့ရောမုံတီမီရယ်လေ။အဘဖြစ်သူကိုသူမရဲ့ရှင်မန်းနဲ့မကယ်တင်နိုင်ခဲ့ပေမဲ့လေတရက်ဖို့ရောသူရွာသားတွေကိုကယ်တင်ဖို့အတွက်သူမရဲ့ပညာနဲ့အဖိုးကိုရုပ်သင်ကိုပြောင်းလဲပြီးတရက်ဖို့ရောအတင်ကိုစေးသွားကုသပေးခဲ့ကြမှာအကြောင်းရင်းကိုတိချာမသိတဲ့တရက်ဖို့ရောသူရွာသားတွေကတော့တင်ကြိမ်တွေ့ရနေအဖိုးကိုပြန်ပြီးတော့ထွက်လာလိမ့်မလားထိုင်ဆောင်နေခဲ့ရှာပါရဲ့။ မလီတူးကုန်ပြီတူးကုန်ပါပြီဒီလောက်ညှော်နှံ့နေထွက်နေအောင်မသိကြဘူးလားတော်ဝင်ပြောင်းမိဖို့ရဲ့အပြေးဝင်လာခဲ့ပါတယ်တော်ဝင်းရဲ့အတန်းကြောင့်ရှင်ညိုရဲ့အတွေ့အကြုံပြတ်သွားပြီးသူ့ရဲ့အရှိမရှိတဲ့ဟေအိုကြီးတော့ရေးများခန့်ကတူးကပ်နေပါတယ်။ကဲမိရှင်ညိုတော်လေးကျုပ်ရှေ့ကနေဖယ်တော့ကျုပ်တို့ဟင်းချက်ကျွေးမယ်ဆိုလို့အဟုတ်မှန်နေအခုတော့တူးကပ်နေရနေပဲညားတော့မယ်။အရှိကလည်းကျုပ်တတိမပြုတ်မိလို့ပါ။အေးပါအခုတော့ဖယ်ပေးတော့တော်တော်အနားနေမှုန်ထူနေအောင်အပြင်ထွက်နေလေအေး။ ဒုံဝင်းရရှင်ညိုမိဖို့တွေကနေထွက်စီပါရယ်ဖွားမဲ့စိန်နဲ့တကြီးတို့ကတော့ရှင်ညိုကြည့်ကပြုံးနေခဲ့ကြပါရယ်ရှင်ညိုလေးရှက်ရှက်နဲ့ဘဲစီကိုသွားမှမသိရဲ့ချိန်မှာနန်းချိုင်ကရှင်ညိုလက်ကိုဆဲပြီးမမလာရွာထဲအလေသွားအောင်အဲ့လိုပြောပြီးတော့ခေါ်သွားပါရယ်ဟုတ်ကဲ့ပါရှင်ဒီနေ့တက်ဆက်ပေးသွားတဲ့ဇလန်လေးကိုနားဆင်ရတာပရိသတ်တို့အနေနဲ့သဘောကျနှစ်သက်လိမ့်မယ်လို့မျှော်လင့်မိပါရယ် နောက်ရက်တွေမှာလည်းကြန့်ရှိနေသေးတဲ့အပိုင်းစက်လေးတွေကိုစဉ်စားမပြတ်တင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုစောင့်မျှော်နားဆင်မှုလည်းမမေ့ကြပါနဲ့ဦးနော်။နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်ဦးတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးထူးပဲတင်ရှိပါရစေရှင်။